ကောင်းချီးရှိတဲ့ထမြောက်ပွဲတန်ရှင်းတဲ့ဓမ္မစီဝေးခြင်းရဲ့နေ့လယ်ပိုင်းဝတ်ပြုခြင်းအချိန်ရောက်လာပါပြီ။တွေ့ရတာဝမ်းသာပါတယ်။ထမြောက်ပွဲရဲ့ပွဲတော်ကောင်းချီးများစွာရရှိကြဖို့မျှော်လင့်ပါတယ်။ဒီနေ့ဟာကျွန်တော်တို့ရဲ့ဧဝံဂေလိသမိုင်းမှာအပျော်ရွှင်ဆုံးနဲ့ပျော်ရွှင်စရာနေ့ရက်တွေတည်းကတရက်လို့မှတ်ယူနိုင်ပါတယ်။한날이라고이렇게볼수가있겠습니다.예.뭐절기가다.ပွဲတော်အားလုံးမှာပျော်ရွှင်မှုအတိတ်ပဲတစ်ခုခုပါဝင်ပေမဲ့ အထူးသဖြင့်ထမြောက်ပွဲဟာခရစ်တော်ကတည်တဲ့သူတွေထဲမှာပြန်ထမြောက်ပြီးတည်ခြင်းနဲ့မှောက်မရဲ့အာနာဘူးလုံလုံရရချိုးပဲ့ဖြစ်စီတဲ့တကူတော်ကိုပြပြီးတော်မူတဲ့အဖို့တန်တဲ့ပွဲတော်တစ်ခုဖြစ်တဲ့အတွက်ထမြောက်ပွဲဟာအရန်အဖို့တန်တဲ့ပွဲတော်တစ်ခုလို့မြင်နိုင်ပါတယ်이부활절은참으로소중한어떤절기라고볼수있겠습니다ယေရှုခရစ်တော်ဟာတည်တဲ့သူတွေထဲကနေပြန်ထမြောက်ပြီးရက်၄၀ပတ်လုံးတပည့်တော်များစွာစီ သူရှင်ပြန်ထမြောက်ခဲ့တဲ့အကြောင်းကိုကိုယ်တိုင်ပေါ်ထုံးပြီးသက်တည်ပြပြီးတော်မူခဲ့ပါတယ်။ပြီးတော့ရက်40ကြာပြီးနောက်တန်လွင်တောင်ပေါ်ကနေကောင်းကင်ကိုတတ်တော်မူပြီးတော့ကျွန်တော်တို့ကိုချီဆောင်ရနေ့ကို ကျင်းပစေခဲ့တယ်မဟုတ်ပါလား။ဒီနေ့ဒီထမြောက်ပွဲဟာရက်90မြောက်တဲ့နေ့မှာပင်တီကုတ်တီပွဲတော်ကတဆင့်အရင်မိုးတန်ရှင်သောဝိညာဉ်တော်ကို အများကြီးတုံးလောင်းပြီးတော့မူတဲ့ကနဦးအတင်းတော်ရှင်ပြန်ထမြောက်ခြင်းတမိုင်းရဲ့အစလိုပြောရင်တော့ချေကားပြောဆိုတာမဟုတ်တဲ့အဖိုးတန်တဲ့ပွဲတော်တစ်ခုလို့မြင်နိုင်ပါတယ်အဲ့ဒီမတိုင်ခင်မှာလူတွေဟာလူတယောက်သေဆုံးသွားရင်အဲ့ဒီနောက်ပိုင်းမှာအရာအားလုံးကအဆုံးသတ်သွားပြီမဟုတ်လားဆိုပြီးတည်ပြီးနောက်မှာဘဝကအဆုံးသတ်သွားပြီလို့ထင်ခဲ့ကြပါတယ် ်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကြောင့်တည်ရင်တော်မှပြန်သက်ရှင်နိုင်လေဆိုတဲ့အထူးသတင်းစကားကကနဦးတင်းတော်ရဲ့တင် जा မှုကတဆင့်လူများစွာစီစတင်ပြန့်နှံ့သွားခဲ့ပါတယ်။이런제특별한메시지가전파되기시작했습니다. ရလအနေနဲ့ရောမိတ်ခရစ်တွေရဲ့ညှဉ်းပန်းနှိပ်စက်ခြင်းတွေခံရပေမဲ့လည်းယေရှုခရစ်တော်ကခရစ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုရဲရင်စွာတတ်သိခံရမှာကြီးမားတဲ့အခန်းကဏ္ဍကိုလှုပ်ဆောင်ခဲ့တဲ့အမှန်တရားတွေတဲကအမှန်တရားတစ်ခုအဖြစ်ကနဦးတင်းတော်တန်ရှင်းသူတွေအားလုံးရဲ့စိတ်ထဲမှာရှင်သန်ပြီးလှုပ်ရှားစေခဲ့တဲ့ယုံကြည်ခြင်းရဲ့အခြေခံကတော့ထမြောက်ခြင်းဆိုတဲ့အရေးကြီးတဲ့အကြောင်းအရာဖြစ်ခဲ့ပါတယ်။ဒီ내용이되겠습니다. ဒါကြောင့်ကျွန်တော်တို့လည်းခရစ်တော်ဒီမြေကြီးမှာနောက်ဆုံးကြွလာတော်မူမယ့်နေ့မှာခရစ်တော်ထဲမှာတည်လုံတဲ့သူတွေအားလုံးဟာဖြောင့်မတ်ခြင်းရဲ့ထမြောက်ခြင်းအသက်ရဲ့ထမြောက်ခြင်းဖြင့်ထမြောက်ကြမှာဖြစ်ပြီးတော့အသက်ရှင်ကျင်ရတဲ့ကျွန်တော်တို့ကတော့ပြောင်းလဲခြင်းခံရပြီးအာကာသကောင်းကင်မှာဖရာသခင်ကိုကြိုဆိုလက်ခံပြီးတော့ဖရာသခင်နဲ့အတူအမြဲတမ်းရှိမယ်ကျေးဇူးတော်ရှိတဲ့ကျွန်တော်တို့အနာဂတ်ကဖြန့်ကျက်လာမှာဖြစ်တယ်လို့ကျမ်းစာထဲမှာမှတ်တမ်းတင်ထားပါတယ်이렇게또성경에는기록되어있습니다. ဒါကြောင့်ထမြောက်ခြင်းနဲ့ပတ်သက်တဲ့မျှော်လင့်ချက်ရှိဖို့ကတကယ်အရေးကြီးပါတယ်။ဒီကဘာပေါ်ကတက်ရှိအလုံးကုံဆုံးသွားတာနဲ့ပဲအဲ့ဒါကအဆုံးသတ်မဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော်တို့ဟာအဲ့ဒီနေ့နောက်ပိုင်းမှာရောက်လာမယ့်ဖုန်ကြီးတဲ့ကဘာကိုဦးတည်ပြီးအဲ့ဒီကဘာအတွက်ဒီနေ့မှာအဆင့်အင့်ပြင်ဆင်ပြီးတော့ခဏပဲတည်ရှိပြီးပျောက်ကွယ်သွားမယ်ဒီမြေကြီးရဲ့ဧည့်သည်အာဂန္ဓုဘဝတွေကအတ္တတာပြီးဆုံးသွားရင်ကျွန်တော်တို့စီကောင်းကင်နိုင်ငံရဲ့တကယ်စစ်မှန်တဲ့ဘဝကဖြန့်ကျက်လာလိမ့်မယ်လို့တမန်ကျမ်းစာကတုံ့တင်ထားတယ်မဟုတ်ပါလား 진정한참된천국의그생애가펼쳐지게된다고성경은알려주고있지않습니까?에리가바고떠래아카띠약마맞잔게베에리에체이마나오다미야아옹강긴구우디비로ဒီမြေကြီးပေါ်မှာနေထိုင်နေလို့မှာဝိညာဏကောင်းချီတွေအများကြီးစုဆောင်းထားနိုင်တဲ့ကျွန်တော်တို့ဆက်ဆက်ဖြစ်ကြရပါမယ်။ဆ ਾਲ ဆွင်းနန်ယေရုံကချကကုတ်တေရှေဒီကစမီဒါ။ကောင်းကင်နိုင်ငံရောက်သွားရင်အခွင့်အရေးထပ်မရှိတော့ဘူးမဟုတ်ပါလား။ ဒီကဘာပေါ်မှာရှိနေတော့မှအရာအလုံးကိုဆုံးဖြတ်တဲ့အတွက်မဟုတ်ပါလားဒါကြောင့်ဒီနေ့ဒီအခိုက်အတန့်ကနေစတင်ပြီးပဲဖြစ်ဖြစ်ပူကြိုးစားဆူတောင်းပြီးပူကြိုးစားတရားဟောပြီးပူကြိုးစားပြီးနှုတ်ကပတ်တော်လေ့လာပြီးတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေအလုံးစီကိုလည်းထမြောက်ချင်းရဲ့စစ်မှန်တဲ့အတိတ်ပဲကိုမှန်မှန်ကန်ကန်ဟောပြောနိုင်တဲ့ကျွန်တော်တို့ဆက်ဆက်ဖြစ်ကြဖို့မျှော်လင့်ပါတယ် ဒီနေ့အားလုံးအတူတူယောမဝါဒစာကိုဖွင့်ကြည့်ကြရအောင်ယောမဩဝါဒစာခန်းကြီးအခန်းငယ်20ဖြစ်ပါတယ်ယောမဩဝါဒစာခန်းကြီးအခန်းငယ်20ကိုကြည့်ကြရအောင်အဘယ်သို့နီးဟုမူကားဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့် ထာဝရအကူတော်နှင့်ထာဝရအဖြစ်တော်တည်းဟူသောမျက်မြင်မရသောဖျားသခင်၏အရာတို့သည်ကဘာတီတီကာလမှစ၍ထင်ရှားလျက်ရှိကြ၏။ထိုကြောင့်သူတို့သည်ကိုယ်ဖြစ်ကိုမဖုံးနိုင်ရ။ဖျားသခင်ဟာသူဖန်ဆင်းထားတဲ့အရာအလုံးထဲမှာသူ့ရဲ့ထာဝရအကူတော်နဲ့ထာဝရအဖြစ်တော်အလုံးကိုဝတ်ထားတယ်လို့မိန့်တော်မူခဲ့ပါတယ်။우리가하나님의어떤것그 တနည်းအားဖြင့်ကျွန်တော်တို့ကဖရာသခင်ရဲ့ထာဝရအဖြစ်တော်နဲ့တကူတော်ကိုတည်ဖို့အတွက်ဖန်ဆင်းထားတဲ့အရာတွေထဲမှာဖရာသခင်ရဲ့တန်ရှင်းတော်မူပြီးကြီးမြတ်တော်မူတဲ့အလိုတော်ကိုရှာတွေ့နိုင်တယ်လို့ကျမ်းစာကတုံတင်ပေးနေပါတယ်။ယောဘဝတ္ထုအခန်းကြီး25အခန်းငယ်5ကိုအတူကြည့်ကြရအောင်။ယောဘဝတ္ထုအခန်းကြီး25အခန်းငယ်5ကိုကြည့်ရင် နာတော်လဲအလင်းမရှိကျေတော်လဲရှိတော်နိုင်မဖြူစင်းထုံမြမကတီကောင်ဖြစ်သောလူပိုးရွဖြစ်သောလူသားကိုအဘဲဆိုးပွဲရာရှိသည်ဟုမွတ်ဆို၏인생이라라고이렇게표현하고있습니다.하나님의눈에피아드킨의앞에마저너로루다리하디라우어핀바마모호데디시무핏데루포뻬타바레.우리사람들이라고이렇게표현되어있는데.디강핏더루 ကိုရွာဖြစ်တော်လူသားလို့ပြောထားပါတယ်။အဲ့ဒီလိုဖြစ်နေတဲ့ကြားမှာဖရာသခင်ဟာကျွန်တော်တို့ကိုအဲ့ဒီအတိုင်းပြစ်မှတ်ထားခဲ့ပဲနဲ့ဖုန်ကြီးတဲ့ဖရာသခင်ရဲ့ပုံထမ်းတော်အဖြစ်အားလုံးပြောင်းလဲပေးမယ်လို့မိန့်တော်မူခဲ့ပါတယ်။ဒီအရာဖြစ်ပြမဲ့အချိန်ကထမြောက်ခြင်းနဲ့ပြောင်းလဲခြင်းဖြစ်ပေါ်လာရမယ်နောက်ဆုံးခိုက်တန့်လို့မြင်နိုင်ပါတယ်။ တည်လွန်ပြီးတဲ့သူတွေဟာဖရာသခင်ရဲ့အလိုတော်အတိုင်းရှင်ပြန်ထမြောက်မှာဖြစ်ပြီးအသက်ရှင်ကျန်ရစ်တဲ့သူတွေကတော့ပြောင်းလဲခြင်းခံရမှာဖြစ်ပါတယ်။ဒီအရာပြီးမြောက်သွားရင်တီကောင်လိုမျိုးလူပိုးရွလိုမျိုးလူမဟုတ်တော့ဘဲနဲ့ကောင်းကင်သားတွေရဲ့ပုံတံတန်းကိုစောင်းတဲ့ကောင်းကင်ရဲ့တောက်ပတဲ့အလင်းဝိယုံကိုဝစ်စင်တဲ့ကောင်းကင်တမန်တွေရဲ့ပုံတံတန်းအဖြစ်အားလုံးကလှပစွာပြောင်းလဲနိုင်တာဟာ ဒီနေ့ကျွန်တော်တို့ကထမြောက်ပွဲအဖြစ် ထမြောက်ချင်းရဲ့မျှော်လင့်ခြင်းကိုပိုင်ဆိုင်တဲ့အရေးကြီးတဲ့အကြောင်းရင်းဖြစ်တယ်လို့မြင်နိုင်ပါတယ်။ကိုရင်သူဩဝါဒစာပထမဆောင်အခန်းကြီး15ကိုကြည့်ကြရအောင်။ကိုရင်သူဩဝါဒစာပထမဆောင်အခန်းကြီး15အခန်းငယ်17ဖြစ်ပါတယ်။ ယခုမှခရစ်တော်သည်တည်ခြင်းမှထမြောက်တော်မူကြောင်းကိုဟောပြောရသည်ဖြစ်၍တည်သောသူတို့သည်ထမြောက်ခြင်းမရှိဟုသင်တို့တွင်အချို့သောသူတို့သည်အဘယ်ကြောင့်ဆိုရကြသနည်းတည်သောသူတို့သည်ထမြောက်ခြင်းမရှိလျင်ခရစ်တော်သည်ထမြောက်တော်မမူထမြောက်ခြင်းတမိုင်းကိုကနဝူးအသင်းတော်ကတန်ရှင်းသူတွေအားလုံးကိုလည်းဖျားသခင်ကိုယ်တော်တိုင်အသက်ရှင်ခြင်းအဖြစ်ပြောပြပြီးတော်မူပြီးတုံ့တင်ပြီးတော်မူခဲ့ပေမဲ့လည်း ဖျားသခင်ရဲ့တင် जा မှုကိုညင်းပယ်ပြီးစန့်ကျင်တဲ့သူတွေအုပ်စုလည်းဆက်တိုက်ရှိပါတယ်။ဒါကြောင့်တမန်တော်ပေါလုကဒီကိစ္စနဲ့ပတ်သက်ပြီးကောရိန္သုမြို့သားတွေစီအခုဒီလိုမျိုးရှင်းပြနေပါတယ်။အခန်းငယ်14ဖြစ်ပါတယ်။ခရစ်တော်သည်ထမြောက်တော်မူမူလျင်ငါတို့ဟောပြောခြင်း၌အကျိုးမရှိတင်တို့ယုံကြည်ခြင်း၌လည်းအကျိုးမရှိ။ကျွန်တော်တို့ယုံကြည်ခြင်းထဲမှာ ထမြောက်ခြင်းဆိုတဲ့တက်စင်ကပြောက်ကွယ်သွားမယ်ဆိုရင်ကျွန်တော်တို့ယုံကြည်ခြင်းမှာကြီးမားတဲ့ပြဿနာတစ်ခုခုပေါ်လာနိုင်ပါတယ်။ဒါကြောင့်ခရစ်တော်ဟာတည်တဲ့သူတွေထဲမှာမှ၃ရက်အကြာမှာကိုလိုတိုင်းရှင်ပြန်ထမြောက်တော်မူခဲ့ပြီးတော့ရက်40ပတ်လုံးတပည့်တော်များစွာစီသူရဲ့ရှင်ပြန်ထမြောက်ခြင်းကိုတည်တည်ပြပြီးပေါ်ထုံးပြီးပြောပြပေးတော်မူပြီးတော့ ရှမာရီပြည်နယ်မြေကြီးဆုံးတိုင်အောင်ဒီအကြောင်းအရာအားလုံးကိုတတိခံနဲ့တတိခံရဲ့တာဝန်နဲ့ခန်းခန္ဓာကိုထမ်းဆောင်ကြဖို့အားလုံးကိုတင်ပြတော်မူခဲ့ပါတယ်။အခန်းငယ်28ကိုတွားကြည့်ကြရအောင်။အခန်းငယ်28ကိုကြည့်ရင် ခတ်သိမ်းသောအရာတို့သည်လူသားအောက်၌ချထားလျက်ရှိသောအခါခတ်သိမ်းသောအရာတို့ကိုသူ့အောက်၌ချထားတော်မူသောသူ၏အုပ်ဆိုးတော်မူခြင်းကိုတားတော်သည်ကိုယ်တိုင်ဝန်ခံလိမ့်မည်။အကြောင်းမူကားဖျားသခင်သည် အလုံးစုံဖြစ်တော်မူမည်အကြောင်းတည်း။အဲ့ဒီလိုမျိုးဖုံးကြီးတဲ့အချိန်ကအ мян ရောက်လာတင်ပါတယ်။စခန်းငယ်42ကိုကြည့်ကြရအောင်။ ထိုနည်းတူတေသောသူတို့၏ထမြောက်ခြင်းအကြောင်းအရာဖြစ်၏ကိုသည်စိုက်သောအခါပုတ်တက်သောသဘောရှိ၏ထမြောက်သောအခါမပုတ်နိုင်သောအဖြစ်၌တည်၏အသွေးသားရှိတဲ့ဒီကိုခန္ဓာနဲ့ကျဲတဲ့အခါဖရာသခင်ဟာဝိညာဏကိုခန္ဓာကိုခွင့်ပြုပေးမှဖြစ်ပါတယ်ကျမ်းစာကဒီဖြစ်စဉ်ကိုထမြောက်ခြင်းနဲ့ပြောင်းလဲခြင်းဖြစ်စဉ်လို့ပြောထားပါတယ်변화의과정이라고이렇게성경은말하고있는것입니다.사칸게43ဖြစ်ပါတယ် 赛多卡，讲得意别他们要多卡，讲得意难别容易。赛多卡算不西，们要多卡算难别容易。赛多卡啥地不搞地顾便他们要多卡维亚那顾便他们要签署的是个老啊，变得生就露得嘴亚的蛮好管了。赛多卡啥地不搞地顾便他们要多卡维亚那顾便宜。啥地不搞地顾着牛，维亚那顾着牛西易。 ကျွန်တော်တို့ဟာအခုတော့ရုပ်ပိုင်းဆိုင်ရာကိုခန္ဓာပုံတရားနဲ့ရှိနေပေမဲ့မဝေးတော့တဲ့အနာဂတ်မှာထမြောက်ပြီးတော့ပြောင်းလဲခြင်းကိုဝစ်စင်မဲ့အခိုက်အတန့်မှာနောက်ထပ်ရုပ်ပိုင်းဆိုင်ရာကိုခန္ဓာဝတ်ကိုမဝတ်တော့ဘဲနဲ့ကောင်းကင်တမန်ဝိယုံဖြစ်ဖရာသခင်ကအပြည့်အဝပြောင်းလဲပြီးတော့မူတဲ့တမိုင်းကိုကျွန်တော်တို့တွေ့ကြုံခံစားရမှာဖြစ်ပါတယ်အဲ့ဒီလိုဖျားသခင်ရဲ့ကျေးဇူးတော်ရှိတဲ့ဖုံးတော်နေကိုမျှော်လင့်တောက်တနိုင်တဲ့ကျွန်တော်တို့အားလုံးဖြစ်ကြရပါမယ်။ နှုတ်ကပတ်တော်ကိုဆက်လက်လည်လာကြရအောင်အခန်းငယ်44ကို ပြန်ကြည့်ကြရအောင်စိုက်သောအခါဇာတိပကတိကိုဖြစ်၏ထမြောက်သောအခါဝိညာဏကိုဖြစ်၏ဇာတိပကတိကိုတစ်မျိုးဘာလဲရှိပါသလဲဝိညာဏကိုတစ်မျိုးရှိ၏ရုပ်ပိုင်းဆိုင်ရာကိုခန္ဓာရှိတယ်လို့ကောင်းကင်နဲ့ဆက်ဆိုင်တဲ့ဝိညာဏကိုခန္ဓာလဲတေချာပေါက်ရှိတယ်ဆိုတာကိုကျွန်တော်တို့စီတင်ပြနေပါဗျ အခန်းငယ်၅၀ကိုတွားကြည့်ကြရအောင်။ညီကိုတို့ငါဆိုဒီကလူအသွေးသားသည်ဖျားသခင်ဤနိုင်ငံတော်ကို အမွေမခံနိုင်။ဒီကိုခန္ဓာနဲ့ဖျားသခင်ရဲ့နိုင်ငံတော်ကိုမဝင်နိုင်ပါဘူး။ဒါကြောင့်အသွင်ပြောင်းလဲခြင်းနဲ့ထမြောက်ခြင်းလိုအပ်တာဖြစ်ပါလေ။လူအသွေးသားသည်ဖျားသခင်ဤနိုင်ငံတော်ကိုအမွေမခံနိုင် ပုတ်တတ်သောအရာသည်မပုတ်နိုင်သောအဖြစ်ကိုအမွေမခံနိုင် နက်နဲသောအရာတစ်ခုကိုငါပြအုံးမည်ငါတို့ရှိသည်မြသည်အိပ်ပျော်ရကြမည်မဟုတ်တို့တော်လည်းနောက်ဆုံးသောတပိုးမှုတော်အခါတခဏချင်းတွင် မျက်စိတမိတ်၌ငါတို့ရှိသည်မြသည်ဘလို့ဖြစ်မှာပါလဲပြောင်းလဲခြင်းသို့ရောက်ရကြမည်ဘလို့ကိုခန္ဓာကနေဘလို့ကိုခန္ဓာဖြစ် ပြောင်းလဲသွားမှာပါလဲကျွန်တော်တို့အားလုံးဟာပုတ်ပြတ်နိုင်တဲ့ရုပ်ပိုင်းဆိုင်ရာကိုခန္ဓာကနေမပုတ်နိုင်တဲ့ဝိညာဏကိုခန္ဓာဖြစ် အဖြစ်ရှိတဲ့ရုပ်ပိုင်းဆိုင်ရာကုခန္ဓာကနေကောင်းကင်တမန်တွေရဲ့ဝိညာဏကိုအဖြစ်တစ်ခဏချင်းမှာမျက်စိတမိတ်တွင်ပြောင်းလဲသွားမယ်လို့ပြောခဲ့ပါတယ်။တစ်ခဏချင်းတွင်မျက်စိတမိတ်၌ငါတို့ရှိသမျှသည်ပြောင်းလဲခြင်းသို့ရောက်ရကြမည်။အခန်းငယ်50နှစ်ထိုတပိုးမှုတ်ချိန်ရောက်သောအခါတည်လွန်သောသူတို့သည်မပုတ်နိုင်သောဖြစ်၌တီလျက်ထမြောက်၍ငါတို့ရှိသမျှသည်အဲ့ဒီအချိန်ထိမတည်တဲ့သူတွေအားလုံးလည်းဘလို့ဖြစ်မှာပါလဲ။ပြောင်းလဲခြင်းသို့ရောက်ရကြမည်။ ယခုမျက်မှောက်ပုတ်တတ်သောအရာသည်မပုတ်နိုင်သောအဖြစ်သို့ဝင်စားရမည်။ယခုမျက်မှောက်တည်တတ်သောအရာသည်မတည်နိုင်သောအဖြစ်သို့ဝင်စားရမည်။ဤပုတ်တတ်သောအရာသည်မပုတ်နိုင်သောအဖြစ်သို့၎င်း၊ဤတည်တတ်သောအရာသည်မတည်နိုင်သောအဖြစ်သို့၎င်းဝင်စားသောအခါတည်ခြင်းသည်အောင်ခြင်း၌နှိမ့်ပြီးဟုကျမ်းစာ၌လာချက်ပြည့်စုံလိမ့်မည်။ဒီထမြောက်ခြင်းရဲ့မျောလင်းခြင်းကကျွန်တော်တို့မှာရှိတဲ့အရေးကြီးဆုံးအရာတွေထဲကတစ်ခုလို့မှတ်ယူနိုင်ပါတယ်။ ဒီထမြောက်ခြင်းနဲ့ပတ်သက်ပြီးအဖေဒီမြေကြီးမှာရှိတော့ကကျွန်တော်တို့နားလည်လွယ်အောင်ပစင်းအကောင်ပေါက်တွေဖြစ်တဲ့ပစင်းသားလောင်းကနောက်မှာပစင်းဖြစ်လာတဲ့ဖြစ်စဉ်ကတစဉ်ရှင်းပြခဲ့ဘူးပါတယ်အခုခေတ်မှာလေယာရီအများကြီးမလုပ်ကြတော့လို့တေချာမသိတဲ့သူတွေများလောက်မှာပါအရင်ကကြေးလက်မှာနေခဲ့တဲ့သူတွေကတော့မှတ်မိကြမှာပါ ကော်ဖီထုတ်ခင်းနဲ့ဆလက်ရွက်ခင်းလိုနေရာမျိုးမှာကြည်ရင်မြေကြီးထဲမှာတက်ရှိတက်တဝါလေးတွေရှိပါတယ်။ပစင်းသားလောင်းတွေပါ။သူတို့တွေကမြေအောက်မှာ6နှစ်ကနေ9နှစ်လောက်နေထိုင်ပြီးနောက်ပိုင်းမှာသူတို့ရဲ့အရေးပြားကိုခွာပြီးပစင်းဖြစ်ပြောင်းလဲကြပါတယ်။တားလောင်းဖြစ်ရှိနေတဲ့အချိန်မှာကြည်ရတာအယမ်းရုပ်ဆိုးပါတယ်။너무나도참흉측한모습을가지고있지만 သူတို့ဟာအရန်ရုပ်ဆိုးတဲ့ပုံစံရှိခဲ့ပေမဲ့ပစင်းဖြစ်လာပြီးကောင်းကင်မှာအားရှိရှိပြန်တန်းတဲ့အခါသူတို့ဟာတကယ်အံ့ဩစရာကောင်းတယ်လို့မြင်ကြပါတယ်။ကျွန်တော်တို့ဟာဒီလိုဝိညာဏမဟုတ်တဲ့ရုပ်ပိုင်းဆိုင်ရာအဝတ်ကနောက်ပိုင်းမှာတော့ကောင်းကင်နိုင်ငံမှာဝိညာဏကိုခန္ဓာဖြစ်ပြောင်းလဲသွားမှာဖြစ်ပြီးတော့လက်ရှိမှာတည်တက်တဲ့ကိုခန္ဓာကိုပိုင်ဆိုင်ထားပေမဲ့နောက်ပိုင်းမှာတော့မတည်နိုင်တဲ့ကိုခန္ဓာဖြစ်ဖရာသခင်ကအားလုံးကိုတစ်ခဏချင်းမျက်စိတမိတ်တွင်းမှာပြောင်းလဲပေးမယ်လို့မိန့်တော်မူခဲ့ပါတယ်။ တည်ဆုံတဲ့သူတွေကရှင်ပြန်ထမြောက်တဲ့အချိန်မှာလည်းဒီလိုဖြစ်စဉ်ကဖြစ်ပေါ်မှာဖြစ်ပြီးအသက်ရှင်နေတဲ့သူတွေပြောင်းလဲခြင်းခံရတဲ့အချိန်မှာလည်းဒီလိုဖြစ်စဉ်ဖြစ်ပေါ်လာပြီးတော့ဖျားသခင်ရဲ့နိုင်ငံတော်မှာထာဝရအသက်နဲ့ပျော်ရွှင်မှုကိုကဘာဆက်ဆက်မွေးရော်မယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်ဒီမြေကြီးပေါ်ကကျွန်တော်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာကိုခန္ဓာလိုမျိုးကိုခန္ဓာပဲတည်ရှိတယ်လို့မမက်ယူကြပဲ အနာဂတ်မှာအခုကဘာနဲ့မတူတဲ့ပုံမြင့်တဲ့ကဘာဖြစ်တဲ့စတုထအတိုင်းသာပစ္စမအတိုင်းသာကဘာမှာကျွန်တော်တို့ပြောင်းရွှေ့ရတဲ့အချိန်မှာကျွန်တော်တို့ရဲ့မူလကဝိညာဉ်ရဲ့မူရည်မြဖြစ်တဲ့အဲ့ဒီနေရာမှာကဘာဆက်ဆက်သာဝရအတတ်နဲ့ပြုံးမွေးမှုကိုမွေးရော်နိုင်တဲ့ကျွန်တော်တို့အားလုံးဆက်ဆက်ဖြစ်ကြရပါမယ်။ဖိလိပ္ပိဩဝါဒစာအခန်းကြီး3အခန်းငယ်20ကိုအတူကြည့်ကြရအောင်။ငါတို့ကျင့်သောအကျင့်မူကားကောင်းကင်ဘုံနဲ့ဆက်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်သည်ကောင်းကင်ဘုံမှကြောက်လာတော်မူမည်ဟုငါတို့သည်မျှော်လင့်လျက်နေကြ၏ထိုသခင်သည်ခတ်သိမ်းသောအရာကိုပင်မိမိအောက်၌နှိမ်ချနိုင်တော်မူသောပြုပြင်အားထုတ်ခြင်းအဖြစ်ယုံညံ့သောငါတို့၏ကိုယ်ခန္ဓာကိုပင်လက်ရှိဒီရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာကိုဘုံအတ္တိနှင့်ပြည့်စုံသောကိုယ်ခန္ဓာတော်၏မြည်တူဖြစ်စေခြင်းမှာဘလို့လုံးမှာပါလဲအတိပြည့်စင်တော်မူလက်တက် အဲ့ဒီလိုဖုံးတော်ထဲမှာပါဝင်ဖို့အတွက်ကျွန်တော်တို့အားလုံးစီအောင်မှရှိနေတင်ပြီးဖရာသခင်ရဲ့တွင်တင်ချက်နဲ့အမှန်တရားရဲ့ပြည့်ညက်တွေကိုအပြည့်အဝနာခံလိုက်လျှောက်တဲ့ယုံကြည်ခြင်းဘဝကိုနေထိုင်တဲ့နေမဟုတ်ပါလားကျွန်တော်တို့ရဲ့ယုံညက်တဲ့ကိုယ်ခန္ဓာကိုဖုံးကြည့်တဲ့ကိုယ်ခန္ဓာအဖြစ်လုံလုံရလရပြောင်းလဲပြီးတော့မူတဲ့ဖုံးကြည့်တဲ့အချိန်ကထမြောက်ခြင်းအချိန်ပြောင်းလဲခြင်းအချိန်ဖြစ်တယ်လို့မြင်နိုင်ပါတယ်ဘာလို့ဖွာရဲ시간이요또변화의시간이라고볼수가있겠습니다 ။တတလောနေဩဝါဒစာပထမဆောင်အခန်းကြီး၄ကိုဖွင့်ကြည့်ကြရအောင်။တတလောနေဩဝါဒစာပထမဆောင်အခန်းကြီး၄အခန်းငယ်၁၄ကိုကြည့်ကြရအောင်။ယေရှုသည်တေပြီးမှတဖန်ထမြောက်တော်မူသည်ကိုငါတို့သည်ယုံလျင် ထိုနည်းတူယေရှု၌အိပ်ပျော်တော်သူတို့ကိုလည်းယေရှုခရစ်တော်ကိုယုံကြည်ရင်းတည်ဆုံသွားတဲ့သူတွေဖြစ်ပါတယ်။ထိုသခင်နှင့်အတူဖျားသခင်ဘလို့လုံးမှာပါလဲပို့ဆောင်တော်မူလိမ့်မည် သခင်ဖျား၏ဗျာဒိတ်တော်အဖြစ်တဖန်ငါတို့ဆိုသည်ကသခင်ဖျားကြော်လာတော်မူသောအခါအသက်ရှင်၍ကြံ့ကျွန်းသောငါတို့သည်အိပ်ပျော်ပြီးသောသူတို့၏အရင်ဦးနေရာကျရကြမည်မဟုတ်သခင်ဖျားသည်ကြွေးကြော်ခြင်းကောင်းကင်တမန်မင်းအတန်ပေးခြင်းဖျားသခင်၏တပိုးတော်ကိုမှုတ်ခြင်းနှင့်တကွာကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍ခရစ်တော်၌တည်လွန်သောသူတို့သည်ဦးထမြောက်ကြလိမ့်မည်ဆိုလိုတာကတော့တည်လွန်တဲ့သူတွေကအရင်ထမြောက်ကြပြီးတော့ ထိုအခါအသက်ရှင်၍ကြံကျွန်းသောငါတို့သည်အာကာသကောင်းကင်၌သခင်ဖျားထံတော်သို့ရောက်စေခြင်းကထိုသူတို့နှင့်တကွမိုးတိမ်ပေါ်သို့ခြိဆောင်ခြင်းကိုခံရသောအဖြစ်သခင်ဖျားနှင့်အတူအစဉ်မပြတ်နေရကြလိမ့်မည်။သူဖြစ်၍ဤစကားများအဖြစ်အချင်းချင်းတယောက်ကိုတယောက်တတ်တာစေကြလော့။ဖျားသခင်ဟာစံစာထဲမှာဒီကတိတွေအားလုံးကိုထည့်သွင်းထားပြီးအဲ့အရာတွေကမဝေးတော့တဲ့အနာဂတ်မှာပြည့်စုံလာမှာဖြစ်ပါလေ။ ဒါဟာကျွန်တော်တို့ရဲ့ယုံညံ့တဲ့ကိုခန္ဓာကခရစ်တော်ရဲ့ဖုန်ကြီးတဲ့ပုံတံတော်လိုမျိုးပြောင်းလဲသွားတဲ့အခိုက်အတန့်လိုမြင်နိုင်ပါတယ်။ဒီနေရာမှာလည်းအခုကျွန်တော်တို့ရဲ့ဒီယုံညံ့တဲ့ကိုခန္ဓာကတစ်ခဏလေးတွင်းမှာပဲပြောင်းလဲသွားလိမ့်မယ်လို့ဆက်ပြီးပြောနေတယ်မဟုတ်ပါလား။သတ္တလောနေဩဝါဒစာပထမဆောင်အခန်းကြီး၄အခန်းငယ်၁၄မှာကြည့်ရင်ထိုနည်းတူယေရှု၌အိပ်ပျော်သောသူတို့ကိုလည်းထိုသခင်နှင့်အတူဖျားသခင်ပူဆောင်တော်မူလိမ့်မည်။ သခင်ဖျားဤဗျာဒိတ်တော်အဖြစ်တဖန်ငါတို့ဆိုသည်ကသခင်ဖျားကြော်လာတော်မူသောအခါအသက်ရှင်၍ကြံ့ကျွင်းသောငါတို့သည်အိပ်ပျော်ပြီးသောသူတို့၏အရင်ဦးနေရာကြရကြမည်မဟုတ်သခင်ဖျားသည်ကြွေးကြော်ခြင်းကောင်းကင်တမန်မင်းအတန်ပေးခြင်းဖျားသခင်ဤတပိုးတော်ကိုမှုတ်ခြင်းနှင့်တကွကောင်းကင်ဘုံမှကိုယ်တိုင်ဆင်းသက်တော်မူ၍ခရစ်တော်၌တည်လွန်သောသူတို့သည်ဦးထမြောက်ကြလိမ့်မည်ထိုအခါအသက်ရှင်၍ကြံ့ကျွင်းသောငါတို့သည် အာကာသကောင်းကင်၌သခင်ဖျားထံတော်သို့ရောက်စေခြင်းကထိုသူတို့နှင့်တကွမိုးတိမ်ပေါ်သို့ခြိဆောင်ခြင်းကိုခံရသောအဖြစ်ပြီးတော့အဲ့ဒီနောက်ရဲ့ဘဝကသခင်ဖျားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်ဘယ်မှာနေမှာကိုပြောတာပါလဲထာဝရကောင်းကင်နိုင်ငံမှာဖြစ်ပါတယ်ကျွန်တော်တို့စီရှင်ပြန်ထမြောက်ခြင်းရဲ့မျှော်လင့်ခြင်းကိုပြီးခဲ့တာဟာအယံကိုတကယ်ကျေးဇူးတော်ရှိတဲ့မျှော်လင့်ခြင်းဖြစ်ပါတယ် လောကလူတွေဟာတည်သွားရင်အဆုံးသက်ပြီလို့မကြခဏပြောကြပေမဲ့ခရစ်တော်ထဲမှာတော့အဲ့ဒီလိုဖော်ပြမှုကဘယ်တော့မှမရှိနိုင်ပါဘူးတည်ခြင်းဟာအရာအလုံးရဲ့အဆုံးသက်မဟုတ်ပါဘူးတခြားကဘာကိုကူးပြောင်းလာဖြစ်ပြီးတော့ရွှေ့ပြောင်းတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ် ဒါဆိုရင်အခုတည်ပြီးနောက်မှာရောက်လာမဲ့ဖျားသခင်ရဲ့နိုင်ငံတော်ကိုတယောက်မှမကြံခဲ့ပဲကောင်းကင်နိုင်ငံကိုလုံလုံလောက်လောက်ဝင်သွားနိုင်တဲ့ကောင်းကင်သားသမီးတွေအားလုံးဖြစ်ကြမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဖျားသခင်ဟာထာဝရကောင်းကင်နိုင်ငံကိုဝင်ရောက်နိုင်တဲ့လမ်းကိုအမှန်တရားအဖြစ်ထုတ်ဖော်ပြသခဲ့ပါတယ်။ ပရိညင်တရားတစ်ကိုစောင့်ပြီးဇီအုံမှာဂိမ်းဝတ်ပြီးတော့ဖရာသခင်ရဲ့သုံးပိုင်းခွဲထားတဲ့ပွဲတော်ခုနှစ်ခုကိုကျေးဇူးတော်ထဲမှာကောင်းကောင်းစောင့်ရှောက်ပြီးအချင်းချင်းစီလုံးချင်းနဲ့ချစ်ချင်းမေတ္တာအဖြစ်ဧဝံဂေလိကိုပြမြောက်ပြီးဖရာသခင်ရဲ့တွင်တင်ချက်အားလုံးကိုလိုက်နာပြီးတော့စောင့်ရှောက်တဲ့အခါမှာဒီသမိုင်းအားလုံးကပြည့်စုံလာလိမ့်မယ်လို့မြင်နိုင်ပါတယ် တနိုင်ငံလုံးနဲ့ကဘာတဝန်းလုံးမှာပဋိစံခံပြီးအမှန်တရားတွေကိုဝင်လာတဲ့စီအိုမီသားစုအားလုံးတယောက်မှမကြံခဲ့ပဲကောင်းကင်နိုင်ငံသားဖြစ်ခွင့်ရရှိပြီးခရစ်တော်ရဲ့ဒီဂတိတော်ထဲမှာအားလုံးပါဝင်ကြဖို့နောက်တစ်ကြိမ်တိုက်တွန်းချင်ပါတယ်။တယောက်ကမှမချန်ခဲ့ပဲအားလုံးကအချင်းချင်း လက်ကင်ထားကြပြီးအားနည်းတဲ့မိသားစုဝင်တွေကိုပို့ပြီးတော့ဘေးကနေအကြံပေးပြီးထောက်ပံ့ပေးပြီးကောင်းကင်နိုင်ငံကိုအတူတောနိုင်ကြပါစို့။ လမ်းမကိုတွားနေတဲ့သူတွေရဲ့လက်ကိုဆုပ်ကင်ထားပြီးမှန်ကန်တဲ့လမ်းကိုလမ်းညွန်ပေးနိုင်တဲ့ကျွန်တော်တို့အားလုံးဆက်ဆက်ဖြစ်ကြပြီးတော့အဖေကဒီမြေကြီးပေါ်မှာပြန်ကြွလာတဲ့နေ့မှာကောင်းကောင်းလုပ်ခဲ့တယ်လို့ချီးကျူးခံရနိုင်တဲ့ကောင်းကင်သားသမီးတွေအားလုံးဖြစ်ကြဖို့တောင်းဆိုချင်ပါတယ်။ပတ္တခါပွဲနဲ့အစုမပွဲအစာရှောင်စုတောင်းခြင်းကစပြီးဒီနေ့ထမြောက်ပွဲနေ့အထိစီအိုမီသားစုဝင်တွေအားလုံးຫນွေဦးရာတီပွဲတော်တွေကိုစောင့်ရှောက်ဖို့အများကြီးကြိုးစားအားထုတ်ခဲ့ကြပါတယ်။ ကျန်ရှိနေသေးတဲ့အချိန်အားလုံးမှာလည်းမိသားစုတိုင်းအတင်းတော်တိုင်းအပေါ်ဖျားသခင်စီကကိုကြီးမားတဲ့တန်ရှင်သောဝိညာဉ်တော်ကောင်းချီတက်ရောက်ပြီးတော့တင်းတို့အယောက်ချင်းစီတိုင်းကဖျားသခင်ရဲ့တန်ရှင်သောဝိညာဉ်တော်ကောင်းချီနဲ့ကျေးဇူးတော်ကိုရရှိရင်းလှပတဲ့အသက်ရဲ့ထမြောက်ခြင်းနဲ့မှာပါဝင်နိုင်တဲ့စီအုံမိသားစုဝင်တွေအားလုံးဖြစ်ကြဖို့တောင်းဆိုချင်ပါတယ်။ အဲ့ဒီမျောလင်းခြင်းကိုပေးဖို့အတွက်ခရစ်တော်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000လုံးကဒီနေ့အယုံဦးမှာရှင်ပြန်ထမြောက်တော်မူတဲ့ထမြောက်ခြင်းသမိုင်းကိုခြံထားခဲ့ပါတယ်။ကျွန်တော်တို့အားလုံးလည်းအဲ့ဒီလိုလှုပ်ဆောင်နိုင်တယ်ဆိုတာကိုနှိုးဆော်ပေးဖို့အဲ့ဒီလမ်းကိုအရင်ဆုံးလျှောက်တော်မူခဲ့တဲ့အတွက်ကျွန်တော်တို့လည်းနောက်ဆုံးမှလက်ရှိပိုင်ဆိုင်ထားတဲ့အသွေးသားမဟုတ်ပဲဝိညာဏကိုအဖြစ်ပြောင်းလဲမှာဖြစ်ပါတယ်။지금가지고있는이혈육이아닌신령한몸으로 ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာပိုးရွက်လိုမျိုးမဟုတ်ပဲကောင်းကင်မှာအာရှိရှိနဲ့လွတ်လွတ်လပ်လပ်ပြန်တန်းတဲ့ပစင်းရင်ကွဲနဲ့ပစင်းလိုမျိုးဖြစ်မှာဖြစ်ပါတယ်ပစင်းသားလောင်းဟာရေထဲမှာနေထိုင်ကြပြီးပူစင်းရင်ကွဲသားလောင်းတွေဟာမြေအောက်မှာခုနှစ်နှစ်ကြာအောင်နေထိုင်ကြပါတယ်အဲ့ဒီနောက်မှာအရွယ်ရောက်လာပြီးတော့ကောင်းကင်ကိုပြန်တက်ပြီ အမတိုင်ခင်ငယ်တုန်းကပုံစံနဲ့လုံးဝကွဲပြားတဲ့တီးခြားပုံစံအဖြစ်လှုပ်ရှားတာကိုကျွန်တော်တို့ကြည့်တဲ့အခါဒီကဘာမြေကြီးရဲ့အခြေခံမူထဲမှာတော့မှဒီလိုမျိုးပုံစံတစ်ခုကနေတခြားပုံစံအဖြစ်အတွင်ကူးပြောင်းနိုင်တယ်ဆိုတာကိုနားလည်နိုင်ပါတယ်ဖျားသခင်ဟာဒီမြေကြီးပေါ်ကအရာတွေအပြင်အရာအလုံးကိုပြတ်တပြီးတော်မူခဲ့ပါတယ် အခုတော့ကျွန်တော်တို့ကဒီလိုပုံစံဖြစ်ပေမဲ့အနာဂတ်မှာ တောက်ပတဲ့ကောင်းကင်ပုံစံကိုအားလုံးကပိုင်ဆိုင်ရမှာဖြစ်တဲ့အတွက်အနာဂတ်ရဲ့ဒီအရာကိုမျှော်လင့်ပြီးအိမ်မက်မက်ရင်းအဖေမေစီအမြဲတမ်းဖုန်းတော်နဲ့ချီးမွမ်းခြင်းပေးနိုင်တဲ့စီအုံကြီးကိုမောင်နှမတွေအားလုံးဖြစ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ဒီနေ့ဒီတရားဒေသနာအဖြစ်ကျေးဇူးတော်ရရှိဖို့မျှော်လင့်ရင်းထမြောက်ပွဲနေ့လယ်ဝတ်ပြုခြင်းတရားဒေသနာကိုမိကုန်းချုပ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်